alas, on Earth. Mankind did its best to defend itself against doom. But even their greatest weapons were as nothing before doom's power yeah stone x match to buy breaking news guys maninya ga be marvel studios di screen testing အနေနဲ့ fantastic four ရုပ်ရှင်ကိုပြည့်တဲ့အချို့ကိုပြသခဲ့ပါတယ် and အဲဒီကနေပြီးတော့လည်းအခုလိုမျိုး doctor doom ပါဝင်မဲ့ post credit scene က leak ဖြစ်လာခဲ့ရပါဒီ report ကိုရခဲ့တဲ့ source ကနာမည်ကြီး insider တယောက်ဖြစ်တဲ့ mind time to shine hello စီကနေပြီးတော့ရခဲ့တာဖြစ်တဲ့အတွက်သေချာတလောက်ရှိနေပါတယ် so spoiler alert ပါ guys မသိကျင်သေးဘူးဆိုရင်တော့ဒီလောက်နဲ့ကြော်သွားလိုက်လို့ရပါတယ်အခုပြပြပေးမယ့်အကြောင်းတွေက MCU မှာ doctor doom ကိုပထမအဦးဆုံးအနေနဲ့ လိုစပြီးတော့မြင်ရမလဲဘယ်လိုပုံစံဖြစ်မလဲဆိုတာတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်အောင် I am vengeance. I am the night. I am Batman. โอเค report အရာဆိုရင်ရုပ်ရှင်ရဲ့ run time ကြာချိန်ဒီ2နာရီနဲ့10မိနစ်ဖြစ်တယ်ဆိုပြီးတော့သိလိုက်ရပါတယ်ဘတ်တာက screen test ဖြစ်တဲ့အတွက်ကြောင့်ရည်ရွယ်ချက်ကိုက predator တွေရဲ့ကြိုက်မကြိုက် reaction ပေါ်မှာမူတည်ပြီးတော့ပြင်စရာရှိရတယ်ဖြုတ်ဖို့ထဲဖို့အတွက်လူရာတွေကိုပါလှုပ်သွားအောင်မှာဖြစ်တာကြောင့်ပို့ပြီးတော့လည်းကြာသွားနိုင်တယ်လို့ပို့ပြီးတော့လည်းလျော့သွားနိုင်ပါတယ် she fantastic 4ရဲ့ credit scene ဆိုပြီးတော့ video တင်ပေးခဲ့တော့ကရုပ်ရှင်ဒီ happy ending နဲ့အဆုံးသတ်သွားမယ်ဆိုပြီးတော့ပြောပေးခဲ့တာကိုမမိကြမှာပါအန်နာရာကမန်နေနိုင်ပြီးတော့အခု credit scene နဲ့လည်းတိုက်ရိုက်တက်ဆိုင်နေပါတယ်ရုပ်ရှင်အပြီး credit scene မှာဆိုရင် suit Storm D Franklin Richards လေးကိုထိန်းနေရင်လည်းအေးရဝင်ပုံမြင်ပြောပြနေပါတယ်။ကလေးကအိပ်ပျော်သွားတော့သူကအခန်းပြင်ကိုခဏထွက်သွားတယ်။ဘတ်ပြန်ဝင်လာတဲ့အချိန်မှာတော့ကလေးလေးရဲ့ဘေးမှာထိုင်ကုန်တစ်ခုပေါ်မှာဒေါက်တာ Doom ကသူ့ရဲ့မျက်နှာဖုံးကိုကင်ထားပြီးတော့ထိုင်နေတယ်ဆိုတာကိုမြင်လိုက်ရပါတယ်။ဒေါက်တာ Doom ရဲ့မျက်နှာ Robert Downey Jr. ရဲ့မျက်နှာကိုပြသွားခြင်းတော့မရှိဘူး။ဒါပေမဲ့ recent report တွေအရဆိုရင်တော့ဒေါက်တာ Doom ရဲ့မျက်နှာဒီ comic ထဲကလိုမျိုးပုံပြနေမယ်ဆိုပြီးတော့ကြားထားရပါတယ်။ဘတ်ဒီမှာမြင်လိုက်ရတဲ့ဝစ်စုံနဲ့မျက်နှာဖုံးဒီ comic accurate အဆန်ဆုံး comic ထဲကနဲ့တပုံစံနဲ့ဖြစ်တယ်။မကြသေးခင် ်ကပဲ Disney ပွဲမှာပြသွားခဲ့တဲ့ပုံတွေကနဲ့တပုံစံနဲ့ဖြစ်တယ်ဆိုပြီးတော့យေတာထားပါတယ် and that's all ဒီလောက်ပါပဲရုပ်ရှင်မှာက Dr. Doom နဲ့ချိတ်ဆက်တာတွေပါမလားမပါဘူးလားဆိုတာကိုတော့မသိထားရပါပဲဒီစင်းအရာဆိုရင်တော့ Dr. Doom က Fantastic Four အဖွဲ့ကိုတည်နေတယ် Zoostorm နဲ့ Klee Lee တို့ရှိနေတာကိုတည်နေတဲ့အပြင်သူတို့ရဲ့နေရာနောက်ဆုံးအိတ်ခန်းကိုအထိပါတည်နေတယ်ဆိုတဲ့အတိတ်ပဲလည်းဖြစ်ပါတယ် maybe Dr. Doom ကအဲဒီ Fantastic Four Universe ပဲဖြစ်တဲ့1960ခေတ်က Dr. Doom ပဲလည်းဖြစ်နေနိုင်တယ်သူက Fantastic Four အဖွဲ့ကို Incarnation ကြောင့်ကဘာကြီးပြက်စီးရောမယ်ဆိုတာကိုလာပြီး ီးတော့တတိပေးခြင်းဖြစ်နိုင်တယ်လို့အဲ့လိုဒါဖြစ်မဲ့ဆိုရင်တော့တနပိုးရုပ်ရှင်အစုံမှမြင်ခဲ့ရတဲ့ Fantastic 4ရဲ့အာဂါသယင်ကြီးထဲမှာကုညီလိုလိုပါလိုလိုနဲ့ဒေါက်တာဒွန်းကလည်းတိတ်တိတ်လေးလိုက်ပြီးတော့ပါလာနိုင်ပါတယ်ဒါအပြင်ဒေါက်တာဒွန်းဒီစပြီးတော့ချင်းကတ်တာဟုတ် Franklin Richards လေးဖြစ်တဲ့အတွက်ကလေးစီကနေပြီးတော့တခုခုလိုချင်နေရမျိုးလည်းဖြစ်နိုင်တယ်ကောမိတ်ထဲမှာကရှေ့မှာထွက်ခဲ့မှုတဲ့ Concept Art အရာကောဆိုရင် Battle War ပေါ်မှာဒေါက်တာဒွန်းရဲ့ဘေးမှာရှိနေမှာကလည်းအခု Franklin Richards လေးနဲ့ Sue Storm လိုပဲဖြစ်နေပါတယ် That's all for today guys Predator တို့ကရောအခု credit scene ကိုဘယ်လိုထင်ကြလဲ Robert Downey Jr. ရာကို comic accurate တုတ်တက်ဒူးမွေးစုံနဲ့မြင်ရမယ်ဆိုတော့ရင်ခုန်နေကြပြီလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါဦး and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲတက်လာတဲ့ကြော်ညာလေးတွေကိုဆုံးအောင်တည်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်